ဟိုတီအဖွဲ့တစ်ခုဟာရေမင်းနိုင်ငံမှာဖြစ်စည်းနိုင်တဲ့ဒုံးတစ်စင်းကိုလွတ်တင်ခဲ့ပါတယ်။သူဒုံးဟာအစ္စရေးလိပိုင်နဲ့တွင်တို့ National Zoo ဝင်ရောက်ခဲ့ပြီးအီလာမြို့လယ်မှာရှိတဲ့ခီးတွားစင်တာတစ်ခုအထက်မှာပောက်ကွဲခဲ့ပါတယ်။အနည်းဆုံးလူ၂၀ဦးဒဏ်ရာရှိခဲ့ပါတယ်။နောက်တော့နဲ့နှစ်ဦးဟာအခြေအနေဆိုးပါတယ်။ဒီတကံမှုမှာတည်မီလာမြာအတွင်းအစ္စရေးနယ်မြေပေါ်ဖြစ်ပွားခဲ့သောအဆိုးဝါးဆုံးဒုံးတကံမှုများထဲမှတစ်ခုအဖြစ်ဖော်ပြထားပါတယ်။ တရားဝင်တွေများအရဖြစ်စီနေတဲ့ဒရုန်းဟာနေ့လယ်နောက်ပိုင်းမှာရောက်ရှိလာခဲ့ပါတယ်။၎င်းကလူစီကရက်ခီးတွန်းနေမြစ်တစ်ခုအထက်မှာလေထဲမှာပောက်ကွဲခဲ့ပါတယ်။သူပောက်ကွဲမှုကြောင့်အနည်းဆုံးလူ20ဦးဒဏ်ရာရှိခဲ့ပါတယ်။၎င်းတို့နဲ့အူကချင်းနေဆိုးရနေပါတယ်။ဂျာသူများစွာဟာပောက်ကွဲမှုမှာအစာနာဒဏ်ရာတွေဖန်ကွက်ကွဲမှုနဲ့ဖြတ်ရှဒဏ်ရာတွေနဲ့ပောက်ကွဲမှုရဲ့ထိတ်လန့်လိုင်းဒဏ်ကြောင့်ဒဏ်စိတ်ဒဏ်ရာများကန်ဆယ်ခဲ့ရပါတယ်။ အရေးပေါ်ဝန်ဆောင်မှုများအထွန်ညာအလင်းများရောက်ရှိခဲ့ပြီးတရားရုံးတွေကိုဖယ်ရှားကဒုနီယာပါလီမန်ရှိတဲ့လမ်းတွေကိုပိတ်တန့်ခဲ့ပါတယ်။ပြည်မြေတပ်တွေများကဒုနီယာမှာအလုံးစုံတွေ့မှုများဖြစ်ပေါ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အချို့က၎င်းတို့ထက်မှကျလောင်သောဟိန်းသံကိုကြားခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်၎င်းတို့ကဒုတိယအလင်းနာတစ်ခုကိုမြင်ခဲ့ပြီးကြီးမားတဲ့ပေါက်ခွဲတံကိုကြားခဲ့ရပါတယ်။အပြည့်စီတွေဟာလမ်းများဟိုတယ်တွေနဲ့ကော်ဖီဆိုင်များပေါ်လို့လွှင့်ဆင်ကြားခဲ့ပါတယ်။ အများအပြားစီပေါ်ရေးလေးမှန်းနဲ့အပန်းဖြစ်လေးမှဖြစ်ပြည့်နေနေတဲ့ကောင်းကင်ဟာစစ်ပွဲလောက်ရတစ်ခုကြောင့်ရုတ်တရက်အနောက်ဆက်ဖြစ်ခဲ့ရပါတယ်။အစပိုင်းခွဲချမ်းစစ်ပြောင်းမှုရဒုံးဟာရေမန်နိုင်ငံမှာယာနစ်ချီတဲ့ကီလိုမီတာအကွာဝေးကိုခင်းနေခဲ့တယ်။လောကအာရပြကျုံးစကိုဖြတ်ချုပ်ပြီးအစ္စရေးလီဘိုင်းနဲ့တဲ့တင်းတို့စာပေတရှိမခံရဘဲဝင်ရောက်ခဲ့ပါတယ်။၎င်းဟာ၎င်းရဲ့ပြင်းမာတဲ့နီကာလာမသာတွေ့ရှိခဲ့ရပါတယ်။အီဒီမာအီရန်တောက်ကရာဟူဒီပြည်သူ့အဖွဲ့မှ ပုံမဝဲကွာပြီးပုံမအစစ်မြေတော်တက်ခတ်မှုများထင်မှနောက်ဆုံးတက်ခတ်မှုဖြစ်ပါတယ်။၎င်းတို့ဟာဒေသတွင်းမှာရှိတဲ့အီရန်နဲ့ဆက်ဆံနေတဲ့အခြားအဖွဲ့များကိုထောက်ခံရန်အတွက်၎င်းတို့ရဲ့တိုက်ခိုက်မှုကိုတိုးမြှင့်လှုံ့ဆော်ခဲ့ပါတယ်။ယေဇူးစစ်တပ်ကဒရုန်းကိုအိုင်ရွန်ဒုံးကကွေးစနေဖြစ်ဖမ်းယူရန်ကြိုးပမ်းခဲ့တယ်။ဒါပေမဲ့အိုင်ရွန်ဒုံးဟာဒရုန်းကိုဖက်စီယန် ပြက်ကွက်ခဲ့ပါတယ်။ယေဇူးကကွေးတပ်ဖွဲ့ IDF ဟာအိုင်ရွန်ဒုံးပြက်ကွက်ရတဲ့အကြောင်းမျိုးမျိုးကိုယခုဆိုရဆစ်စစ်နေပါတယ်။ ရရှိများကဒုံးမှာပုံမမဟုတ်တော့နှိပ်ပါတော့အစ်မပြန်တန်းခဲ့ပြီးတစ်ပင်ထိပ်ပြားများနဲ့နိကစွာရှိခဲ့သည်ဟုပြောကြားခဲ့ပါတယ်။ဤအချက်ကရေရာဖြင့်ခြေရာကံပြီးပြမထားရန်အလွန်ခက်ခဲစေခဲ့ပါတယ်။ဘော်ဒီဒုံးများတောင်မြင့်မာတဲ့ဒုံးတွေဟာများသောအားဖြင့်ခမန်းနိုင်တဲ့လမ်းကြောင်းတွေအတိုင်းပြန်တန်းကြပါတယ်။ရေဒါက၎င်းတို့ကိုပုံမလွယ်ကူစွာ လော့ချထားနိုင်ပါတယ်။ ဒါပေမဲ့ ਈ ဒရုန်းဟာ cruise drone တစ်စီးကဲ့သို့ပြန်တန်းခဲ့တယ်။၎င်းဟာမြေပြင်အထက်မီတာအနည်းငယ်သာရှိနေခဲ့ပြီးမြေမျက်နှာပြင်များကြားဆွေတရားကရေဒါမျက်စိမမြင်နိုင်တဲ့နေရာတွေကိုအသုံးပြုခဲ့ပါတယ်။ဤနီးပြည်ဟာတစ်ခါ ਈ ဇွေရဲ့အလော်ဘုံဇုံလေကြောင့်ကကိုကြီးကွန်ဂရက်အတွက်ဆိုးဝါးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။စီဂျီဒရင်းဂျင်းမြေမှာက drone ဟာအလွန်နှိပ်ပါးစွာပြန်တန်းနေတဲ့ကြောင့်တိုက်လေရင်တွေ ။ဒါမှမဟုတ်ရဟချင်းများပင်လည်း၎င်းကိုတိုက်ခိုက်နိုင်စွာမရှိခဲ့ဟုကြေညာခဲ့ပါလေ။မြို့များအထက်မှာနေပေါ်သောပြည်တန်းနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုနောက်ကျမှတွေ့ရှိခဲ့တဲ့အခါဖမ်းယူရန်ခက်ခဲပါလေ။ဒီစွေကောက်